အယ်ဘတ်ရိုက်ဇာ1895-1965ပြင်သစ်ပိုင်အီကွေတာအာဖရိကဒေသနောင်တွင်ဂါဘွန်တမရနိုင်ငံမှလမ်ဘာရီနေအမည်ရှိရွာကလေးကို ကဘာကတည်ကြသည်အာဖရိက တော်တွင်ခေါင်ခေါင်ရှိထိုရွာကလေးကိုရွာကတည်ခြင်းမှာဆရာဝန်ကြီးအယ်ဘတ်ရိုက်ဇာရှဗေဆာကြောင့်ဖြစ်သည်ရိုက်ဇာက ကမ္ဘာတမိုင်းတလျှောက်အထင်ရှားဆုံးစေတနာရှင်ဆရာဝန်ကြီးတဦးဖြစ်တဲ့ကဲ့သို့ကိုဂျိုမကြည့်စေတနာစိတ်ဓာတ်အပြည့်ဖြင့်တဘွားလုံးမြုံနှံလောက်ကင်မိစေတနာဝန်ထမ်းဆရာဝန်မောင်းမြောက်များစွာပေါ်ထွန်းလာအောင်ဦးဆောင်လမ်းပြခဲ့သူပုဂ္ဂိုလ်ဒူးကြီးတဦးလည်းဖြစ်ပေသည်စင်စစ်ရိုက်ဇာကစေတနာရှင်ဆရာဝန်ကြီးတယောက်မျှတာမဟုတ်လူတမိုင်းတလျှောက်အကြီးအကျယ်အထူးဂျွန်ဆုံး ပုဂ္ဂိုလ်များစည်းရင်းတွင် ထဲ့သွင်းရမည်သူတူလဲဖြစ်၏ဒူဒလီအီတလီလူမျိုးပဂျီနှင့် သိပ္ပံပညာကျော်လီယိုနာဒိုဒါဗင်ချီဂျာမန်စာဆိုသိပ္ပံပညာကျော်ဂိုသေးတို့ကဲ့သို့ပင်ဗက်ဆုံဖွံ့ဖြိုးထူးကျွန်သူဖြစ်သည် သူ တကယ်ပါရဂူမြောက်တက်ကြွသည့်ပညာရ၄ခုရှိသည်ရင်တို့ကအလွယ်တကူဆက်ဆက်၍ရနိုင်စရာအကြောင်းမရှိသောဘာသာရပ်များဖြစ်သည့ တတဏိကဗေရစေပညာဘာသာရေးပညာနှင့်ဂီတပညာတို့ဖြစ်ကြသည်သူသည်ဂီတပညာရှင်ဘတ်အကြောင်းကို၎င်းတမန်တော်ယေရှုခရစ်အကြောင်းကို၎င်းလေးနက်ခိုင်မာသောကျမ်းများရေးသားပြုစုခဲ့သည်လူယဉ်ကျေးမှုတမိုင်းကိုသုံးသပ်ဝေဖန်သည့်ကျမ်းမျိုးလဲသူရေးသားခဲ့သည်သူသည်ဒုက္ခကာလကအထင်ရှားဆုံးအော်ဂင်တီးသမားတစ်ယောက်ဖြစ်ခဲ့သော ။အော်ဂင်တိဆောက်မှုအတတ်ပညာပိုင်းတွင်ကဘာ၌ထိတ်တန့်အဆင့်ရှိသည့်ပုဂ္ဂိုလ်လည်းဖြစ်သည်။သူသည်ယတဗေဒပညာ၌နားလေကျွမ်းကျင်သူတဦးဖြစ်တဲ့ကဲ့သို့ အပူပိုင်းဒေသတတ္တဗေဒပညာမနုဿဗေဒနှင့်စိုက်ပျိုးရေးပညာတို့တွင်လည်းပညာစဉ်အဆင့်ရှိသူဖြစ်သည်။ထို့ပြင်သူသည်လက်သမားအတတ်ပယံအတတ်လှေဆက်သည့်အတတ် မဂန်နှင့်အတဆသည်တို့၌လည်းကျွမ်းကျင်လိမ္မာသူဖြစ်သည်ထို့ပြင်စေပညာရှင်ဖြစ်သောသူသည်လူလူနာတို့ကိုသာကုသနိုင်စွမ်းရှိသည်မဟုတ်လိမ့်ဆန်ကြီးငယ်များကိုပါ ကောင်းစွာကုသပေးနိုင်သည့်လိမ့်ဆန်စေကုပညာသည်တူးလဲဖြစ်ပေသည်အယ်ဘတ်ရိုက်ဇာကိုဂျာမန်အယ်စစ်နေကော့ဂစ်ပတ်မြို့တွင် 1885ခုနှစ်ဇန်နဝါရီလ14ရက်နေ့၌မွေ၏။နောင်ခါအလွန်ကျမ်းမာတန်ဆွမ်းသူတဦးဖြစ်လာခဲ့တော်လဲငယ်စဉ်ကမူချူကြသူလေးတယောက်ဖြစ်၏။ထို့ပြင် စာတင်ရာ၌လည်းအလွယ်တကူမတက်စာတတ်နှေးသူလေးဖြစ်ခဲ့သည်။သို့တော်သူ၌မိမိအတွက်ခက်ခဲနေသည့်အရာကိုကျွမ်းကျင်တက်မြောက်အောင် မဖြစ်မနေကြိုးပမ်းလိုသော စိတ်ဓာတ်ဆွမ်းအားတစ်ခုငယ်စဉ်ကပင်ကိန်းအောင်ပါရှိလာခဲ့သည်။ ထိုစိတ်ဓာတ်ဖြင့်ပင်သူသည်ပညာပိုင်းဆံရအခက်အခဲမှန်သမျှကိုကြော်လွှားကာဉာဏ်ပညာဘ ഹു တုတ္တပြေဝထက်မြက်သူတူဖြစ်လာခဲ့သည်ဂီတပညာ၌မူသူသည်မွေးရာပါပါရမီရှင်တူဟု ဆိုရပေမည်အသက်9နှစ်သားတွင်ပင်သူသည်ဓမ္မတေးတပုတ်ကိုတည်ကုန်းနိုင်ခဲ့၏။ဩဂင်ငုံမူခြေနှင်းခလုတ်ကို အလန်းမီယုံရှိသည့်အသက်၈နှစ်သားမှစ၍တီးဒတ်ခဲ့ပြီး၉နှစ်ပြည့်ချိန်တွင် ဖျားရှခိုးကျောင်း၌အမြဲတမ်းအော်ဂင်တီးသမားအဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်ငယ်စဉ်ကာလတလျှောက်အယ်ဆိတ်နယ်ရှိအထက်တန်းကျောင်းများတွင်ပညာသင်သည့်အခါအ धिक အားဖြင့်တဘာဝသိပ္ပံပညာရများကို သူစိတ်ဝင်စားခဲ့သည်ထို့အတွင်းပြင်သစ်အော်ဂင်ပညာရှင်ကြီးရှားမာရီဝီဒေါ်ထံ၌လည်းအခါအားလျော်စွာဂီတသင်ငန်းစာများ သင်ယူသည်အသက်၈နှစ်တွင် ်အယ်ဆေဘီနယ်မြို့တော်စထရဘတ်တက်သူတို့တက်ရောက်ခါဘာသာရေးပညာနှင့်ဂီတပညာများစီးပူးလေ့လာသည်ထိုကာလအတွင်းသူ၌ယေရှုခရစ်တော်နှင့်ဂီတပညာရှင်ဘတ်တူအပေါ်လေးမြတ်ကြီးညိုစိတ်များထက်သန်ကိန်းအောင်လာခဲ့သည်နောက်လေးနှစ်အကြာ၌မူပြင်သစ်ပြည်ပါရီမြို့သို့ရောက်သွားပြီးစော်ဘွန်တက်သူ၌ဒတ်တနပညာရက်များတင်ယူသည် တချိန်နှဲတွင်ဂီတဆရာကြီးဝီဒေါ်ထံမှအော်ဂင်ပညာကိုလည်းသင်ယူလေ့ကျက်လေသည်ရိုက်ဇာသည်ဂျာမန်တွေးခေါ်ရှင်ကြီးကန့်ဤအတွေးခေါ်များအကြောင်းစာတမ်းဖြင့်ပါရဂူဘွဲ့ရရှိခဲ့သည်ထို့နောက်တွင်စထရဘတ်မြို့စိုင်းနီကိုလတ်ဖျားကျောင်းတွင်တင်းတော့ဆရာဖြစ်လာသည်တချိန်နှဲတွင် တက်သူ၌ဘာသာရေးပညာဆိုင်ရာကထိကအဖြစ်လဲတာဝန်ထမ်းဆောင်သည် ထိုကာလအတွင်းသူသည်ဘာသာရေးပညာအတွေးအခေါ်နှင့်ဂီတဆိုင်ရာစာအုပ်စာတမ်းများစတင်ရေးသားပြုစုထုတ်ဝေခြင်း ပြုလေသည်တစ်ဖက်တွင်လည်းသူသည်အော်ဂင် အတီးပညာရှင်တဦးအဖြစ်၎င်းအော်ဂင်ဟောင်းများပြုပြင်သူအော်ဂင် ပုံသဏ္ဍာန်များတီထွင် ပြုလုပ်သူ အဖြစ်၎င်းဒေဂီတာလောကတွင် အောင်မြင်ကျော်ကြားလာသည်အဖို့တန်ရှေးသမိုင်းဝင်အော်ဂင်ကြီးများ ပြုမြင်ထိမ့်သိမ့်ရေးအတွက် သူ့အားအနေနဲ့ရရမှဆက်သွယ်၍အကူအညီတောင်းကြသည်ဤသို့လျှင်အသက်30အရွယ်၌ရာဇာသည်ဒတနဘာသာရေးနှင့်ဂီတသည်ဟူသောနေပယ်3ရက်မှပင်ထင်ရှားအောင်မြင်လျက်ရှိနေခဲ့သည်သို့တော်ထိုချိန်ကာလမှပင်ရာဇာသည် သူဘွားကိုအကြီးအကျယ်ပြောင်းလဲသွားစေမိဆုံးဖြတ်ချက်ကြီးတစ်ရပ်ကိုချမှတ်ဖြစ်ခဲ့လေသည် ရင်ကအာဖရိကတိုက်ရှိခိမီစေဝါအဆောင်ရှောက်ကင်းမဲ့သူ တိုင်းရင်းသားလူမဲများအားဆရာဝန်တဦးဖြစ်ကိုယ်တိုင်သွားရောက်ကူညီဆောင်ရှောက်နိုင်ရန်အတွက်မိမိစေပညာသင်ယူမည်ဟုသောဆုံးဖြတ်ချက်ဖြစ်သည် သူဆုံးဖြတ်ချက်ကြောင့်မိษွေများနှင့်ဆွေမျိုးသားချင်းများအကြီးအကျယ်အံ့အားသင့်သွားကြသည်အတိဘယ်မရှိသည့်အကြောင်းဝိုင်းဝန်းပြောဆိုတားမြစ်ကြသည်စင်စစ် riser night ထို့သောသောစိတ်ကူးမျိုးရှိနေကြသည်မှကြားပြီးဖြစ်၏။အနိပတ်ဝင်းကျင်၌၎င်းတိုင်းတစ်ပါးအယတ်ဒိတာများ၌၎င်းဆင်းရဲဒုက္ခရောက်ကြသူတွေအမြောက်အများရှိနေစဉ်၎င်းတို့ဤသူ လူသားတဦးဖြစ်သောမိမိက၎င်းတို့၏ဒုက္ခများကိုမတိကျိုးခြင်းပြုကာတတလွယ်ကူသောဘဝကိုရရှိခံစားနေခြင်းသည်တရားပါ၏လောဟူသောအတွေးမျိုး ကျောင်းသားဘဝရဲကပင် သူ တွေးမိလေရှိခဲ့သည်ထို့ပြင်မိမိပတ်ဝန်းကျင်ရှိခရိယာဘာသာဝင် အများစုတို့မှယေရှုခရစ်မြစ်တာဂယုနာတရားများကို နာကြားခြင်းသူတပါးအားထဆင့်ပြောဆို ဆုံးမခြင်းများပြုလုပ်နေကြတော်လဲကိုယ်တိုင်မူတရားတော်အတိုင်းလက်တွေ့ကျင့်သုံးဆောင်ရွက်မှုမရှိကြဟုသူမြင်နေကမိမိကိုယ်တိုင်အဖို့တွင် အပြောမဟုတ်လက်တွေ့လှုပ်ပြနိုင်ရမည်ဟူ၍စိတ်ကူးရှိခဲ့သည် အစပထမတွင် သူ၌အာဖရိကသို့တွားရန်အစီအစဉ်မရှိခဲ့ပေမိဘမဲ့ကလေးများအာထိန်ထိန်ဆောင်းလျှောက်ခါပညာသင်ကြားပေးသည့်အလုံမျိုးကိုလှုပ်လျင်ကောင်းမြီလားဟု သူစဉ်းစားသည်သည်သို့တော်ထိုလုပ်ငန်းကိုလောက်ကင်လျက်ရှိသည့်အဖွဲအစည်းများနှင့်ညှိနှိုင်းရသည့်အခါအစဉ်မပြေခဲ့ပေ ထို့နောက်တွင် အခြေနေမဲ့ထောင်ထွက်များအားဘဝသည်ထူထောင်ပေးသည့်အလုံမျိုးကို သူစဉ်းစားပြန်သည်ဒီကိစ္စမှာလည်းလက်တွေ့လှုပ်ဖြစ်ရမလွယ်ကူသည့်အနေအထားမျိုးရှိနေသည် တနေ့တွင်မူပါရီရှိဘာသာရေးအသင်းအဖွဲ့တစ်ခုက ထုတ်ဝေသောမဂ္ဂဇင်းတစ်စောင်၌အာဖရိကဂါဘွန်ဒေသတွင်ဆရာဝန်များလိုအပ်နေကြောင်းဆောင်းပါးတစ်ပုဒ်ကိုသူဖတ်ရှုရသည်ဒီဆောင်းပါးကိုဖတ်ရှုပြီးသည့်နှင့်တပြိုင်နက်ပင် မိမိလောက်ရမိမှာရှာဝင်လောက်တာဖြစ်ကြောင်း ရိုက်စာပြက်ပြက်သားသားဆုံးဖြတ်လိုက်မိလေသည်အသက်30ရောက်ခါမှအောင်မြင်နေသောအခြားအလုပ်တွေကို ပြစ်ခါစေးကြောင်းတက်မီဆိုလာသည့်ရိုက်စာအားဆွေမျိုးမိတ်တင်ကဟများကကန်းကွက်တားမြစ်ကြခြင်းမှအံ့ဩစရာမဟုတ်ပါရိုက်စာကိုယ်တိုင်လည်းကန်းကွက်သူများ၏စေတနာကိုနားလေသဘောပေါက်ခဲ့သည် ူတို့ကျွန်တော်ကိုတကယ်ချစ်လို့စေတနာနဲ့ပြောကြတယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဗျာသူတို့ကကျွန်တော်ရင်ထဲကိုနှိုက်ကြည့်ဖို့မှ မကြိုးစားကြပဲအဲ့ဒီတော့နားမလည်နိုင်ကြဘူးပေါ့သူတို့ကကျွန်တော်ကိုငငယ်ရွယ်ရွယ်နဲ့ပညာထူးချွန်တဲ့ကောင်လေးဒါပေမဲ့ခေါင်းကတော့တိတ်မကောင်းဘူးပေါ့လေအဲ့ဒါကြောင့်စိတ်ကူးရင်ပြီးပောက်ကြရတွေရှောက်လို့တယ်အဲ့ဒါလို့ထင်ကြတယ်အဲ့ဒါကြောင့်မို့ ချစ်တဲ့ခင်နဲ့စိတ်နဲ့ပြောကြဆိုကြနောက်ပြောင်ကြတာပဲဟူ၍သူကဆိုခဲ့သည်ထို့နောက်1905မှ1922ခုနှစ်အထိခုနှစ်လုံးလုံးဆေးပညာသင်ယူပြီးနောက်အသက်38နှစ်အရွယ်တွင်ဆရာဝန် MD ဘွဲ့ကိုရသည်ထိုကာလသည်သူ့အတွက်အလွန်ပင်ပန်းသောကာလဖြစ်သည်ဆေးပညာသင်တန်းတစ်ခုတည်းသည်ပင် လူတယောက်ကို အချိန်မြင့်ခိုင်းစေထားနိုင်သောသဘောရှိသည်။ရိုက်ဇာမာမူဆေးချောင်းတက်ရင်ဒတနာပညာပို့ချသောအလုပ်ကိုလည်းတစ်ဖက်မှလုပ်ရသေးသည်။စိတ်နီကိုလတ်ဖျားရှခိုးချောင်းမှတင်းနောက်ဆရာအလုပ်ဘတ်ဤအော်ဂင်တေဂီဒများကိုမူတန်းတန်းဖြစ်အောင်စူးစီးတီးဖြတ်သောအလုပ်တီဝိုင်းများတွင် အော်ဂင်တီးသောအလုပ်စသဖြင့်သူဆွန့်လွတ်ခြင်းရှိသည့်အလုပ်တွေအလုံးကို အချိန်ကုတ်ကတ်ယူ၍လုံနေရလေသည်1932ခုနှစ်တွင်မူသူလက်ထပ်ဖြစ်လေသည်ဇနီးသည်မှာနာမည်ကျော်တမိုင်းပညာရှင်ကြီးတဦးဤတမီးဖြစ်သူ Helen Bradlaugh ဖြစ်သည် Helen မှာ Riser နှင့်စိတ်တူသဘောတူဖြစ်ရာအာဖရိကတွင်ခင်မွန်းတဲ့အာကူညီနိုင်ရန်အတွက်သာသနာပြုအတက်ကိုတင်ကြားလေသည်1923ခုနှစ်တွင်သူတို့ ဇနီးမောင်နှံနှစ်ယောက်အာဖရိကအနောက်ပိုင်းတောကျူအုံကြားတနေရာရှိလမ်ဘာရီနေရွာကလေးသို့ရောက်ရှိလာခဲ့သည်လမ်ဘာရီနေတွင်သူတွေ့ရှိရသောအခြေအနေများက အလွန်ဆိုးရွားသည် ပဝင်းရှင်တခွင်တပင်လုံးကိုတစ်ပင်ချုံွယ်တွေပိတ်ဖုံးနေသည်သူပိနေသည့်တောကြီးထဲတွင်တာရက်လိပ်ဆံမျိုးစုံနှင့်မွေကင်းစသည့်အစိတ်ရှိသရဝါများ ပြည့်နှက်နေသည် မြေချောင်းများတဲ့တွင်လဲမိချောင်းတွေအပြည့်ထုတ်ပြင်ပူအိုက်ဆွဆူသောယာတိဥဒုကသူတို့ဥရောပသားများအတွေ့အခံရခက်လာသည်လမ်ပါရီနေတွင် သူအတွက်နေစရာအိမ်ရှိတော်လဲဆေးရုံကမရှိသည်ဆေးရုံ အဆောက်အအုံကို ကိုယ်တိုင်ပင်ဆောက်လုပ်ရလေသည်ဆေးရုံအဆောက်အအုံဆိုသည်မှာလဲစင်စစ်တဲကြီးများသာဖြစ်၏လူရည်များပြားလာသည်နှင့်အမျှတဲများတိုး၍တိုး၍ဆောက်လုပ်ရ၏ နောက်ပိုင်းတွင်မှသာအိုဟောင်းလာသောတဲများကိုဖျက်သိမ်းကာအဆောက်အအုံများပို၍စနစ်တကျဆောက်လုပ်ရလေသည်အာဖရိကတွင်အ धिक အများဆုံးရင်ဆိုင်ဖြည့်ရှင်းရသောယောဂများမှာငှက်ဖျားအအိတ်ဖျားဝမ်းကိုက်ယောဂနှင့် အနာကြီးယောဂတို့ဖြစ်သည်လမ်ဘာရီနေတွင်ဆရာဝန်တဦးရောက်ရှိနေကြောင်းကြားသိရသောအခါပတ်ဝန်းကျင်နယ်ပယ်အနှံ့အပြားမှယောဂဝေဒနာသည်များရောက်လာကြ၏ တချို့ဆိုလေမိုင်မောင်း200မျှဝေးသော နေရာများမှပင် ရေချောင်းကုန်းချောင်းဖြင့်လာရောက်ကြ၏လူနာသာများများ လက်ခံရတော်လဲဆေးရုံတွင်အလုတ်လုတ်မိသူကရှားပါလိုက်၏ဆေးရုံအတွက်ထွေထွေလှုပ်သားများလိုအပ်တဲ့ကဲ့သို့ဆရာဝန်သူနာပြုများနှင့်တိုင်းသားလူနာများအကြားဇကပြန်လှုပ်ပေးမိသူများလဲလိုအပ်ရာရိုက်ဇာမှာထို့သောအလုတ်များ လုံနိုင်မည် ဒေသခံများကို အတော်ပင်ရှာဖွေစည်းရုံးယူရလေသည်အလွန်ခေတ်နောက်ကျနေပြီးဘာသာစကားအတားအဆီးလဲကြီးမားလှသည့်အာဖရိကတိုင်းရင်းသားများကို စေဝါကုသရသည်မှမလွဲကူသောကိစ္စဖြစ်၏သူတို့၏ရိုးရာအစွဲအလမ်းများကို ဖြောက်ဖြက်ရှင်းလင်းပေးရန် သူတို့အားကျမ်းမာရေးအသိပညာပေးရန်ကိုထား၍လက်တလောယောဂါအတွက်ပေးသည့်ဆေးကို တလွဲတချော်ရှောက်မလုပ်အောင် ထိမ့်သိမ်းညွန်ကြားရသည်မှာပင်အလौကြီးတစ်ခုဖြစ်၏အချို့လူနာများမှာ အရေပြားအနာအတွက်ပေးသည့်ဖျောင်းရက်လိန်စည်းကို ကော်၍စားပစ်လိုက်ကြ၏တပတ်စာဟုတေးသေးချာချာပြောဆိုပြီးပေးလိုက်သောဆေးကိုတခါတည်းမော့တော့လိုက်ကြ၏ပို့၍ဆိုသည်ကမိမိအတွက်ပေးသောဆေးဖြင့်အခြားလူနာအားအစိတ်ခတ်ရန်ကြိုးစားခြင်းဖြစ်၏သူတို့စီတွင်တဦးနှင့်တဦးအစိတ်ခတ်သောအလေးအထကလည်း အတော်ဆွဲဆွဲမြဲမြဲပင်ရှိလေသည်အခက်ခဲတွေအနှောက်ယှက်တွေငိုအားထက်ရဲအားတန်စရာတွေကြားထဲမှာပင်ရိုက်ဇာကလမ်ဘာရီ နေကိုတန်ရောစဉ်တွေ့ခဲ့သည်အာဖရိကမှာအနေကြာလေအာဖရိကသားတွေအပေါ်စေတနာမြစ်တာတွေပို၍ပို၍တိုးပွားလာလေလေဖြစ်ခဲ့သည် လူနာများအားဆေးပေးကုသခြင်းခွဲစိတ်ကုသခြင်းဆေးရုံအတွက်လိုအပ်သမျှကို စီမံခန့်ခွဲခြင်း ပို၍တိုးချက်မွမ်းမံနိုင်အောင်တီထွင်ကြံစခြင်းကြံစထားသမျှကိုအကောင့်ထဲပေါ်နိုင်ရန်အတွက်ရန်မုံငွေရှာကြံခြင်းစသည့်လုပ်ငန်းများကိုနှစ်ပေါင်းများစွာဒေါက်တာရိုက်ဇာမနာမနေလုပ်ကိုင်ခဲ့သည်လမ်ဘာရီနေတွင်ရိုက်ဇာ၏လုပ်ငန်းများစတင်၍နှစ်ပေါင်း40မြအကြာ1954ခုနှစ်တွင်ထိုချိန်၌ကဘာတွင်ကြော်ကြားနေပြီဖြစ်သောဆရာဝန်ကြီး အသက်80နီးပါးရှိပြီထံသို့ ကိုယ်တိုင်သွားရောက်လေပတ်ခဲ့သည့်ကိုရွေသတင်းစောင်းပါစီယာဂျွန်ကန်တာက သူဤမျက်မြင်ကိုရွေများကိုဤသို့တင်ပြရေးသားခဲ့သည် ကျွန်တော်တို့အတွက်ညအိမ်ရန်နေရာများကို ပြသပြီးသည့်နောက်တွင်မစ်ဟောက်နက်သူနာမျိုးဆီယာမကြီးလည်းဖြစ်ရိုက်ဇာပြောသောဂျာမန်စကားပြင်သစ်စကားများကို အင်္ဂလိပ်ဘာသာပြန်ပေးသူလဲဖြစ်သူက ကျွန်တော်အာအနာကြီးယောဂသည်များအတွက်ဒေါက်တာရိုက်ဇာဆောက်လုပ်နေသည့်ကျေးရွာတစ်ကလေးစီတို့ ခေါ်ဆောင်သွားသည်လမ်းကမြေသားခင်းထားသောလမ်းကလေးဖြစ်ပြီးဘေးတစ်ဖက်တစ်ချက်စီတွင်ခြုံပင်နှင့်တည်တီးပင်များအပြည့်ရှိနေသည်မြေကွက်လက်ကလေးတစ်ခုအနီးသို့ရောက်သောအခါဒေါက်တာကြီးကိုယ်တိုင်ထွက်လာသည်ကိုတွေ့ရသည်ထူထဲပြီးကွေးညှော့ကျနေသည့်နှခမ်းမွေးများနှင့် ထင်ရှားအကောင်းလှသည့် လင်းယုံနာတန်အထက်မှမျက်လုံးများ၏အကြည့်ကဆူးရှလာသည်ခန္ဓာကိုယ်ကထွားကျင်းပြီးကြန့်ခိုင်တန်စွမ်းဟန်လဲရှိသည်ထိုနေ့ကသူသည်ရှိုက်အင်းကြီးအဖြူတစ်ထည်ကိုယင်ဘက်ဟ၍ဝှက်ထားပြီးခေါင်းကနေကဖော့အုပ်ထုပ်တလုံးဆောင်းထားသည်ဘောင်းမီကအတော်ဆုပ်နေပြီးခြေထောက်တွင် အနက်ရောင်ရှူးဖနှက်ကြီးတရံကိုစီးထားသည်ညောင်မောင်မောင် အသွေးအယောင်တန်းနေပြီးမိမိလုပ်ငန်းကိုမိမိကိုယ်ယူဟန်အပြည့်ရှိသည့်သူ၏မျက်နှာပြင်၌မူစွမ်းအားရှိခြင်းတည်ကြည်လေးနက်ခြင်းဩဇာအရှိန်ကြီးမားခြင်းနှင့်အလွယ်တကူတိဒတ်မြင်တတ်ခံစားတတ်ခြင်းစသည့်အရေးချင်းများထင်ဟပ်ပေါ်လွင်လျက်ရှိ၏မျက်နှာတွင်ပြင်ကအံ့ဩပွေထူးခြားလှသလောက်လူက လေးစားကြည်ညိုခြင်းစရာကောင်းလှသည် တကယ်တမ်း၌ဆေးရုံဆိုသည်ကအာဖရိကကြေးရွာကလေးတစ်ခုနှင့်သာတူနေသည်လူနာများမှပတ်ဝန်းကျင်မိုင်မောင်းများစွာမှလာကြသူများဖြစ်၍များသောအားဖြင့်သူတို့နှင့်အတူမိသားစုများပါပါလာလေရှိသည်ဆေးရုံတည်နေရာမှာပြေလျောသောမြေကမ်းဆက်တနေရာဖြစ်၍အဆောက်အုံငယ်စုစုပေါင်း45လုံးခန့်ရှိသည် အလုံးမေလုံငန်းအတွက်အစဉ်ပြေယုံရိုးရိုးစင်စင်ဆောက်လုပ်ထားသည်ဆေးရုံ၌လူနာ 354ရာခန့်ရှိရာ လက္ခဇာတိုင်းသားအလုံသမား85ဦးရှိသည်၎င်းတို့အထက်မှအချို့မှအနာကြီးယောဂါသည်များဖြစ်သည်အနာကြီးယောဂါမှာတီဗီယောဂါလောက်ကူးဆက်လွယ်သောယောဂါမျိုးမဟုတ်ပေဆေးရုံဝင်းအတွင်းကြောက်အုပ်စသည်တို့ခင်းထားသည့်လမ်းမျိုးမရှိပိုက်နှင့်ရေပေးသောစနစ်မရှိ ခွဲစိတ်ခမ်းမှလွဲ၍အခြားနေရာများ၌လျှက်စစ်မီမရှိ ထို့ပြင်ဆေးရုံ၌ဓာတ်မှန်လည်းမရှိပေ စသဖြင့်သူက ရေးသားခဲ့သည်သို့သောထိုအနေအထားမျိုး၌ပင်ဒေါက်တာရိုက်ဇာသည် ထောင်ပေါင်းများစွာသောတိုင်းရင်းသားတို့၏အသက်ကိုကယ်ဆယ်နိုင်ခဲ့သည်ရိုက်ဇာ၌တိုင်းရင်းသားများအပေါ်စေတနာစိတ်ဂရုဏာစိတ်များ ကြီးမားလာသည်မှန်တော်လဲ၎င်းတို့၏လုံလဝရိယနေပါမှုအတိညာခေါင်းပါမှုတို့အတွက်မူသူမကြာခဏစိတ်ပြည့်ညင်းညူမိရတတ်သည်မြစ်ထဲ၌ငားများ၍ရနိုင်ပါလျက် မြားမစားကြသဖြင့်ဟာရတ္တချို့တဲ့နေရခြင်းကိုသူမကျေနပ်နိုင်တတိဝလံအမျိုးမျိုးအလွယ်တကူစိုက်ပျိုးနိုင်ပါလျက်မစိုက်ပျိုးပဲအလေးကျပေါက်ပင်များကိုသာအားကိုးနေကြသည်ကို ပြုပြင်ရန် စီယုံပြောဆို၍မရခြင်း အတွက်လည်းသူအားမရနိုင်သို့တော်ရိုက်ဇာသည်အလွယ်တကူလက်မြောက်နောက်ဆုတ်တတ်သူမျိုးကားမဟုတ်ပေတတိဝလံပင်မျိုးစုံကို သူကိုယ်တိုင်စိုက်ပြသည်တပင်စိုက်သူသည် ်ထိုပင်မှအတီးတီးချိန်မတိုင်မီပင်တေရရသည်ဟူသောအံဩစိတ်ပြက်ဖွယ်အစွဲမျိုးရှိကြသည်ဒေသခံတိုင်းရင်းသားများသည်ရှာဝန်ကြီးဤတီးတီးချံတွင် အခိုင်လိုက်အပြွတ်လိုက်တီးနေသော အပင်များကိုမြင်ရသည့်အခါရှာဝန်ကြီးဤစိုက်ပျိုးရေးတရားများကိုစိတ်ဝင်စားလာသည်လမ်းပါရီနေတွင်ဆေးသွာကုသည့်ရှားဝင်းကြီးဤဂုံယူမိဆုံးအချက်တရက်မှာ ဒေတာကန်တို့အာသနာရိတ်ခါဖူလုံအောင်ဆောင်ရွက်တက်ရန်လမ်းပြကူညီပေးနိုင်ခဲ့ခြင်းဖြစ်သည်ရိုက်ဇာဒီလမ်ဘာရီနေအတွက်မိမိဘဝတစ်ခုလုံးကိုမြှုပ်နှံခဲ့သည်ဆိုတော့လေအပြင်လောကနှင့်လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်ကမဟုတ်ပေသူထံသို့ဥရောပအစရှိသည့်ပြင်ပကဘာမှပုံကူများမကြာခဏရောက်ရှိကြတဲ့ကဲ့သို့ သူကိုယ်တိုင်လည်းအပြင်လောကသို့မကြာခဏရောက်လိရှိ၏ သူတို့ဇနီးမောင်နှံလမ်းပါရီနေသို့ရောက်ပြီးတနှစ်မျှမပြည့်တတ်သေးမီ1914ခုနှစ်တွင်ပထမကမ္ဘာစစ်ကြီးဖြစ်ပွားရာဂျာမနီပြည်သားများဖြစ်သည့်သူတို့မောင်နှံမှာကာဗွန်ဒေတာကိုအုပ်စိုးသည့်ပြင်သစ်အာဏာပိုင်များ၏ထိမ့်သိမ်းခြင်းကိုခံရလေသည်အာဖရိကတွင်အတန်းကြာ ထိမ့်သိမ်းထားပြီးနောက်ပြင်သစ်ပြည်ရှိထိမ့်သိမ်းရေးစခန်းသို့ရွှေ့ပြောင်းထားရှိခဲ့သည် စည်ကြည့်ပြီးတော့ခါလမ်ဘာရီနေသို့ပြန်သွားရန်နှင့်ထိုအတွက်ရံမုံငွေများရရှိရန်ဟောပြောပွဲများ အော်ဂင်တီလက်ဆွမ်းပြပွဲများသူပြုလုပ်ခဲ့သည်ယင်းပွဲစဉ်များဖြင့်ရိုက်ဇာဒီဆွစ်ဇာလန်ဆွီဒင်ဒိန်းမတ်နှင့်အင်္ဂလန်နိုင်ငံများသို့ရောက်ရှိခဲ့သည်ထို့နောက်1924ခုနှစ်တွင်အာဖရိကသို့သူပြန်လည်ရောက်ရှိကာဆယ်နှစ်ကြာကစခဲ့သည့်လုပ်ငန်းများကိုတကြိမ်ပြန်အစပြုရလေသည် နောက်ပိုင်းကာလ၌လဲရိုက်ဇာဒီစေယုံအတွက်ရန်ပုံငွေများများဆားဆားလိုအပ်သည့်အခါတိုင်းထို့သောဥရောပတခွင်လှဲ့လေ၍ဟောပြောပွဲများ အော်ဂင်လက်စွမ်းပြပွဲများပြုလုပ်လေရှိခဲ့သည်1949ခုနှစ်တွင်မူအမေရိကတိုက်ဖက်သို့ပါသူရောက်လေသည်အမေရိကန်ပြည်တွင်ကျင်းပသည့်ဂျာမန်လူမျိုးကဗျာစာဇူကျော်ဆွဲဆောင်ပညာကျော်ကြီး ကိုထေထိမတ်ယာပြိပွဲတော်တွင်မိကွန်းပြောကြားရန်အတွက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။နောက်နှစ်1950တွင်နိုင်ငံ78နိုင်ငံမှပကြီးကျော်များဂီတသမားများစာပေပညာရှင်များပါဝင်သည့်အဖွဲ့က Riser အား20ရာစု၏ဂုံလူဆောင်လူသားအဖြစ်ရွေးချယ်သတ်မှတ်ခဲ့ကြပေသည်။ထိုချိန်၌မူသူကကဘာတွင်အလွန်ထင်ရှားနေခဲ့ပြီဖြစ်သည်။ ကဘာတဝမ်းမှထင်ရှားသောပုံကူများ အဖွဲအစည်းများကသူ့ကိုဆက်တွေ့ကြဖိတ်ခေါ်ကြချီးကျူးဂုဏ်ပြုကြသည်သူထံသို့ကဘာရရမှစာရေးဆက်တွေ့ကြသူပေါင်းမှမရေမတွက်နိုင်တချို့ကသူထံမှအပိစကားများ အကြံဉာဏ်များတောင်းခံကြသည်ရိုက်စားသည့်ရရမှ ဆက်တွေ့ကြသူတို့အားလေးစားခင်မင်စိတ်စေတနာမေတ္တာစိတ်အရင်ခံဖြင့်တတ်နိုင်သမျှကြိုးစားပြန်ကြားလေ့ရှိသည် သို့တော်ကဘာကမိမြဆွဲဆောင်ကြတော့လဲရိုက်ဇာကသူ့ဘော်လုံးလုံးလျာယာအားထားမိကိုကြသူတို့နေထိုင်ရာလမ်းပါရီနေမြေကိုမခွာနိုင် အသက်အရွယ်ကြီးရင်ငိမ့်၌စေဝါကုသရေးလုပ်ငန်းများကို သူအားကိုယုံကြည်ရသည်ငယ်ရွယ်သူစေနာရှင်ဆရာဝန်များနှင့်လွှဲအပ်ခဲ့တော်လဲစေယုံတီရန် ဖွံ့မျိုးရေးနှင့်ပတ်သက်သည့်အခြားသောကိစ္စအဝဝတို့ကိုမူ ူစွမ်းအားရှိသမျှဆက်လက်ဆောင်ရွက်နေခဲ့သည်1965ခုနှစ်အသက်60အရွယ်ကတွင်မူ20ရာစုဤရှင်တုမရသော လူသားဟု၍ဂုံပြုခေါ်ဝေါ်ကြသည့်ပုဂ္ဂိုလ်ကျော်ကြီးအယ်ဘတ်ရိုက်ဇာကကွယ်လွန်ခဲ့လေသည် သူကွယ်လွန်တော်လဲသူ၏စေတနာစိတ်ဓာတ်နှင့် လူသားကျိုးဆောင်လုပ်ရများကနောင်လာနောက်သားလူငယ်များအတွက်အတူယူစရာအားကျစရာဆန္ဒနမူနာများအဖြစ်ထာဝရ 先单将一开背底。